MSN နဲ့ပြောထွက်ခွာသွားပြီဖြစ်တဲ့အတင်းလေးတင်းကဲညီကိုတို့ဒီနေ့လက်ချန်တူပလင်းပွဲပြီးမှာတော့ MSN နေပြီးတော့အတင်းလေးတင်းကတော့ထွက်ခွာသွားပြီပဲဖြစ်ပါတယ်ရဂူလာစီစဉ်ပြီးမှာတော့ Blackthorn နဲ့ Echo Space နှစ်တင်းကထွက်သွားပြီးတော့ဒီနေ့လက်ချန်တူပလင်း state မှာတော့အကျွန်တော် Paladin ကကျွန်တော် Ryan Esport ကို2-1ဆိုတဲ့ result နဲ့နိုင်ပြီးတော့နောက်တစ်ဆင့်ကိုတက်သွားပြီးတော့ Ryan Esport တော့ထွက်သွားပြီပဲဖြစ်ပါတယ်နောက်တစ်ခုကလည်းမသိစီကလည်း Newbon ကို2-0ဆိုတဲ့ result နဲ့နိုင်ပြီးတော့ ောက်ထပ်တဆင့်ကိုထပ်တက်သွားပြီးတော့ရေဘုံကတော့ထွက်ခွာသွားပြီဖြစ်ပါတယ်။ကဲဒါဆိုလို့ရှိရင်တော့ကြံကြီးနေတဲ့6သင်းကတော့ ဖယ်ကွန် e-sport ရှိမယ်တင်းဆယ်ပဲရှိမယ်ဝိုင်းနေရှိမယ် AI ရှိမယ်မတ်တစီရှိမယ်ပါလာတိုင်းရှိမယ်ဗျာဒီ6နေ့ကတော့ play state ကိုတက်ရောက်သွားပြီဖြစ်ပြီးတော့ play state ကိုတော့ November 1ရက်နေ့နဲ့2ရက်နေ့မှာ play state ဒီ number 1နဲ့ဒီ number 2ကိုကျင်းပမှာပဲဖြစ်ပါရဲ့ဗျာ play state ကိုတော့ offline ပွဲကျွန်တော်မျိုးမကြောင်းလမ်းမှာရှိရဲ့မျိုးသားပြတဲ့ယုံမှာ offline ပွဲဒီကိုတွေတွားရောက်ကြည့်ရှုအားပေးလို့ရတယ်ကျွန်တော်လည်းတွားရောက်ကြည့်ရှုဖို့ရှိရဲ့ကဲဒါဆိုလို့ရှိရင်တော့ player ချင်းချင်း fit to fit ပတဲတွေနဲ့၄တိုက်တာတွေနဲ့ပြောချင်ကျွန်တော် player တွေနဲ့ audience တွေနဲ့ကျွန်တော်တို့ အပြန်လန်ကျွန်တော်တို့ဒီစပိုးနေပေးကြတယ်အပြန်လန်အားပေးရရင်လည်းကျွန်တော်တို့တကယ်ကြည့်ကောင်းမဲ့မြိုင်မဲ့အာ playing state ရဲ့ဒီနေ့ဘက်1မှာတော့ကျွန်တော်တို့ paladin ပတ်သက် ဝိုင်းရိုးရဲ့ပွဲရှိပဲနောက်ထပ်တပွဲကတော့ကျွန်တော် AI Sport ဘက်ကမသိစီရိုးရဲ့ပွဲရှိပါဗျာဒီ plain state day number 1နှစ်ပွဲလုံးကို bus of fight ဆော့မှာဖြစ်ပြီးတော့ရှုံးနာနဲ့ကျွန်တော်ထွက်ရမှာပဲဖြစ်ပါတယ်နိုင်တဲ့အတင်းသားလည်းကျွန်တော် plain state day number 2ကိုတက်ရောက်ရမှာဖြစ်ပြီးတော့အဲ့ဒီမှာစောင့်နေတဲ့17နဲ့ Fagon Esport နဲ့တွေ့ရမှာပဲဖြစ်ပါတယ်ဗျာကဲဒါကြောင့်မလို့ကျွန်တော်တို့ဒီဒီ play off ကိုတော့ total 4သင်းမှတက်ရောက်ရမှာဖြစ်ပြီးတော့ plain state day number 1မှာရှုံးရင်လည်း ထွက်ရမှာပဲဖြစ်ပါတယ်ဗျ။ကဲကျွန်တော် e-sport တို့ပြလာတင်ဆက်ပေးနေရဲ့ဝေးပဲဖြစ်ပါတယ်။ကဲဒါဆိုရင်ကျွန်တော်တို့အားပေးတဲ့ AI e-sport ကရော play state ဒီနေ့ဘက်1မှာမသက်စီကိုနိုင်ပြီးတော့ကျွန်တော် top 4လေးကိုဝင်သွားပြီးတော့ play out ကိုတက်သွားမလား။ဒါမှမဟုတ် play in state ဒီနေ့ဘက်1ပဲအိမ်ပြန်လာခဲ့ရမလား။ဆိုတော့ဒီကိုကျွန်တော်တို့တွေရင်ခုန်သွားတဲ့ပဲစောင့်ကြည့်ရမှာဖြစ်ပါတယ်။ကဲကျွန်တော်ဒီဝဲတွေကို live stream ကြည့်လိုက်ကတော့ပြန်ကြည့်နိုင်ဒီကိုကျွန်တော် profile မှာလက်ချပြီးတော့ကျွန်တော် YouTube channel မှာပြန်ကြည့်လို့ရပါတယ်ဗျ။ကဲကျွန်တော်ရောဝေးပဲဖြစ်ပါတယ်။